။အလုံးမဲ့မင်္ဂလာပါ။ဒီဖြစ်ပါတယ်။ဒီနေ့အတွက်ရှင်းပြမယ့် grammar ပဋ္ဌာန်းလေးကတော့နံပါတ်66ကိုရှင်းပြပေးမှာဖြစ်ပါတယ်။ဟုတ်နံပါတ်66 and 3အတန်းရဲ့နံပါတ်66 grammar ပဋ္ဌာန်းရောက်လာပါပြီ။ Can I ask solution တော့ပါမယ်။နိုင်နာနီနန်ကာဆိုတဲ့ grammar ပဋ္ဌာန်းလေးပါ။နိုင်နာနီနန်ကာ grammar ပဋ္ဌာန်းလေး။သူကနန်ကာကကြတော့ဗာနဲ့တူလေဆိုလို့ရှိရင်နန်ကာနန်သိနာတို့ဆိုတဲ့အဲ့ grammar ပဋ္ဌာန်း၃ခုလုံးကအတူတူပဲဖြစ်ပါတယ်။နန်ကာနန်သိနာတို့ဆိုတဲ့ grammar ပဋ္ဌာန်းကအတူတူပဲပါပဲ။နော်။အဲ့ဆိုအခါကျနောင်နန်ကာဆိုတဲ့ grammar ပဋ္ဌာန်းလေးပါ။နောင်လေးနဲ့ တွေ့ပြီးတော့တုံးမယ်ပေါ့ဟုတ်ပြီနော်အဲ့ဆိုတော့အခါကျတော့နံပါတ်1ကိုစရအောင်နန်းကာတို့နန်းတဲ့တို့နတို့တို့ကဘယ်နေရာမှာတုံးလို့ရလဲဆိုတော့နံပါတ်1ဥမာပင်ရင်တုံးပါတယ်ဥမာပင်ရင်တုံးတယ်ဥမာပင်ရင်ဆိုရင်ရောဆိုတဲ့အတိတ်ပဲလေတစ်ဖက်သားကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးတဲ့ပုံစံဟုတ်ပြီနော်ဥပမာပင်ရင်တုံးတယ်သူမရည်ရွယ်ချက်ကနှစ်ခုနော်ဥမာပင်ရင်တုံးတယ်ဆိုရင်ရောဆိုတဲ့ပုံစံဖြစ်ပြီးတစ်ဖက်သားကိုလွတ်လပ်စွာရွေးချယ်ရွေးချယ်ခွင့်ပေးတဲ့ပုံစံဖြစ်ပါတယ် ဒါကတော့ trigrammer မှာဒီရွယ်ချက်ကလေးပဲထည့်ထားတာဖြစ်ပါတယ်။ဒီရွယ်ချက်ကတော့စင်ကြီးကျမပေါ့နော်။တခြားစောက်တီထဲကနေပြီးတော့ခါကြောက်ယူပြီးထည့်ထားတဲ့ရွယ်ချက်ကလေးပါ။နောက်ထပ်ရွယ်ချက်ရှိပါသေးတယ်။အဲ့ဆိုမိမိကိုကိုကိုဆိုလို့ရှိရင်တော့နှိမ့်ချတာဖြစ်ပြီးသူတစ်ပါးကိုအထင်သေးတဲ့ပုံစံနဲ့ဆိုရင်ဆိုပြီးတော့ဘာသာပြန်တယ်။ဒါဆိုရင်ဆိုတာတိုက်တလို့ဘာသာပြန်လို့ရတယ်ကွာ။အဲ့ဆိုတော့အဲနန်းကနန်းတဲ့နာတို့ဆိုတဲ့ grammar pattern သုံးခုအားဆိုရင်နံပါတ်1အနေနဲ့သူများကိုဥမာပေးခြင်းနဲ့ဥမာပေးတယ်ဆိုရင်ဆိုရင်ရောဆိုပြီးတော့တစ်ဖက်သားကိုလွတ်လွတ်လပ်လပ်နဲ့တိုက်တာလေးရွေးပါဒါလေးဆို င်ရောဟိုဟာလေးဆိုရင်ရောအဲ့လိုမျိုးခွင့်ပြုပေးလိုက်တာပေါ့နော်လွတ်လပ်စွာရွေးချယ်ခွင့်ပေးလိုက်တဲ့ပုံစံဖြစ်ပြီးတော့နံပါတ်1ကကိုကိုကိုဆိုရင်နှိမ်ချတာသူတို့ဘာဆိုရင်အထင်သေးတဲ့ပုံစံဖြစ်ပါတယ်သူတို့ဘာဆိုရင်အထင်သေးတဲ့ပုံစံဖြစ်ပါတယ်ဟုတ်ပြီနော်အားဆိုလို့ရှိရင်စမယ်နော်သူတို့ဘာဆိုရင်အထင်သေးတဲ့ပုံစံကဲအားဆိုလို့ရှိရင်စရအောင်နံပါတ်1အချိန်ပိုင်းတော့သွားမယ်နော်အဲ့မှာဆိုရင်အဲကုချီရာနောဒီဘက်ကစေတာနန်ကအဲ့မှာဆိုရင်ကုချီရာနောစေတာနန်ကဆိုတော့ဒီဘက်ကဆွေတာလေးစူရင်ရောဒီမှာじゃစူရင်ရောဥမာပေးတာစူရင်ရော ဒီဘက်ကဆွဲတာလေးဆိုရင်ရောအီကကတေရှောဘလို့ပါလဲခွန်တော်ကြီးတို့ကဒီရဲ့အယောင်ပါဆိုလို့ရှင်ခွတ်တော်ရှင်တော့ဒီနေ့ရဲ့လီယူကိုဆိုတာရေပန်းစားတာ ေပန်းစားတာဒီနေ့ရဲ့ရေပန်းစားတာเนาะလီယူကိုဒစျောဒီနေ့ရေပန်းစားတဲ့အကြောင်းလေးဖြစ်တယ်လीဆိုရဲအတိတ်ပဲဖြစ်ပါတယ်ဟုတ်ပြီเนาะဆိုရင်ရောဥမာပြလိုက်တယ်ဒါပေမဲ့တစ်ဖက်သားကိုလွတ်လပ်စွာရေးချဲ့ခံပေးတယ်ကြိုက်တာယူပါကြိုက်ရင်ယူမကြိုက်ရင်လည်းရတယ်ဒါလေးဆိုရင်ရောဆိုရဲအတိတ်ပဲမျိုးဟုတ်ပြီနော်နမနဲ့နိဗ္ဗာန်ကိုတော့စုပုနိစုရနာရစုပြုတ်လုံးပါဆိုလို့ရှင်တော့ခုနိုနီကုနန်ကဒီရဲ့အသားဆိုရင်ရောဤတို့အမွေမတ်ကောင်းတယ်လို့ထင်ပါတယ်ဒီအသားဆိုရင်တော့ကောင်းတယ်လို့ထင်တယ် ဟုတ်ပြီနော်ဆိုရင်ရောဒါလေးဆိုရင်ရောဒါလေးဆိုရင်တော့ကောင်းတယ်လို့ထင်တယ်အဲ့လိုအထိပဲနော်နံပါတ်3စမ်းပါအောင်သွားအနိုစတော်ရီဟီတိုအဲဤခုတ်တိုပေါ့နော်အနိုစတော်တော့အဲ့ဒီလူရဲ့ဤခုတ်တိုနန်းကာဤခုတ်တိုနန်းကာဆိုတာသူများစင်းပြောပြမယ်သူ့ရှိမှာတခြားသူဆိုရင်အဲ့တခြားလူသူကနှိမ့်ချပြီးပြောတာ ဟုတ်ပြီနော်အဲတော့အခါကျတော့အဲအဲ့ဒီလူရဲ့ပြောတဲ့စကားဆိုရင်ရှင်းကြည်ထားတဲ့နိုင်မယုံနိုင်ဘူးဟုတ်ပြီနော်မယုံဘူးဆိုတဲ့အတိတ်ပဲသူများကဘာလုပ်တာလဲအထင်သေးပြီးပြောတာအထင်သေးတဲ့ပုံစံဖြစ်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုနံပါတ်1ကိုတော့ skate တုံနန်းတဲ့ဒီမှာလဲ skate ဆိုတဲ့စကားလုံးအာ skate စီးတယ်ရေပြဲရေခဲပြင် skate စီးတယ်အဲ့ဒီ skate ကိုသူကဘာလဲဆိုအထင်သေးတဲ့ပုံစံမျိုးနဲ့ပြောတာ skate ဆိုတာကလေ state skate ဆိုလို့ရှိရင်ကတော့ skate တုံနန်းတဲ့ skate ဆိုတာကခန်းတန်းတာရောလွယ်လွယ်လေးပါကွာဟုတ်ပြီနော်ဘုခုနန်းကငါဆိုရင်ကတော့ငါဆိုရင်ကတော့ တော့စန်းချုပ်ပုံကုတိုင်းတဲ့မိမိဟောကနော်မိမိဆိုရင်ကတော့မိနစ်30ဖြစ်စုပဲတဲ့လူရောနေနေတာရောငါချော်နိုင်ခဲ့တာချော်နိုင်ခဲ့တယ်ဆိုတာစကိတ်စီးနိုင်ခဲ့တာလို့ပြောတာစီးနိုင်ခဲ့တာဗျာ ဒါဆိုလို့ရှိရင်သူများကိုအထင်သေးတဲ့ပုံစံနဲ့ပြောတာကိုကိုကိုဆိုရင်တော့နှိမ်ချပြီးပြောတယ်ဆိုရင်ပုံစံမျိုးရှိတယ်ကိုကိုကိုဒါလေးတော့ဒီထဲမှာမပါဘူးပေါ့နော်ဒါလေးကိုဒါလေးပါထက်ထက်ထည့်ပြီးတော့မှတ်ထားပြီးပါဒါဆိုလို့ရှိရင်ဒီနေ့အတွက်အမ် try မှာပါတဲ့ဟာနံပါတ်1ရွေချက်ကတော့ဒီထဲမှာကွက်ကွက်ဝင်ဝင်ပြထားတယ်နံပါတ်2ရွေချက်ကတော့ခြားစာအုပ်မှာပါလို့ကျွန်မတူတပါးကိုအထင်သေးတဲ့ပုံစံပဲဒါ exam ရေးရထားမိတယ်ပေါ့နော်ကိုကိုကိုနှိမ်ချပြီးပြောတဲ့ပုံစံလေးမပါခဲ့ဘူးအဲ့ဒါလေးပါရှိတယ်ဆိုတာကိုထပ်ပြီးတော့မှတ်ထားပြီးပါနော်ကြည့်အောင်ဆိုရင်ဒီနေ့အတွက်နံပါတ်66လေးပြီးသွားပါပြီမနက်စံ Oscar Samades အလ ုံးကျေးဇူးတင်ပါတယ်ပိတ်ပြီနော်